အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကအယောတီဖာလို့ခေါ်ပါတယ်အနုညာသမားတယောက်ဖြစ်တယ်ဘူတောင်မြို့မှာနေတာဖြစ်တယ်ဘူတောင်မြို့ရွာထဲမှာကျွန်တော်လိုက်နေတဲ့အချိန်မှာအရှမ်းထူးဆန်းတဲ့နေရာလေးကိုပြောပြထားတဲ့ဟာရှိတယ်ဒီနေရာကိုတကယ်တွေ့ရှိထားတဲ့သူကိုနိုင်ကသူတို့ကိုနိုင်အာမခံသွားရောက်ပြီးတော့မှအာခေါ်သွားပေးနိုင်တယ်လမ်းပြပေးနိုင်တယ်ခမည်းတော်ကျင်တဲ့ နေရာရှိရင်ဒီနေရာကိုအချက်ဆက်လောက်ပြီးမှသွားလို့ရတဲ့နေရာတိကျတဲ့နေရာဘောနော်တချုပ်နေရာကြတော့တကယ်နေဝဲစမ်းကျင်နေရာဖြစ်တဲ့ကြောင့်သဘောတူညီမှုဖြစ်ဖြစ်အကျိုးအမြတ်ဖြစ်ဖြစ်နော်အလိုမျိုးငတိသာချုံနဲ့လောက်မှလိုက်ပုတ်ပေးနေတဲ့နေရာလည်းပါတယ်ကျွန်တော်သဘောတရားပြောပြမယ်တကယ်ဒီနေရာကိုစိတ်ဝင်စားတယ်ဆိုရင်အဲ့ဒီနေရာစိတ်ဝင်စားတဲ့နေရာနဲ့ကျွန်တော်ပြောတဲ့ဒီနေရာဒီနေရာဆိုမှ အဲ့ဒါကိုကျွန်တော်ပြန်ပြောခဲ့။ Okay ဆားရအောင်။ပါရမဇုံတနေရပိုတောင်မြို့ကောင်းမွန်လုံးဇေတီအနည်းတဝိုက်အဲ့ကနဲ့ရမ်းတော့မဝေးဘူး။ဒါပေမဲ့အတိအကျမပြောတော့အဆက်တွေလာလောက်ခဲ့။ဘာရှိလဲဆိုရင်တော့တောတနေရမှာဇေတီတစ်ခုရှိတယ်။အဲ့ဒီဇေတီကသူတရက်စာထဲမကျော်ဒေတာခံမုဆိုးရီ အဲ့တော့သွားပြီဆိုရင်ခဏခဏတွေ့တယ်တွေ့တယ်ပြောပြတော့အဲ့မှာရှမ်းတွေကိုပြောပြတဲ့အချိန်မှာရှမ်းတွေကလာရှာတယ်ဘလောက်ရှာရှာဒီနေ့အထိမတွေ့ဘူးအဲ့ဒီဇေတီအာမကြာမကြာတနေ့နနေ့မှာတစ်ခါတစ်ခါပြန်တွေ့တယ်တချို့ကပြောကြတာတော့ကိုပြောက်ဇေတီဘောနော်တစ်ခုပဲရှိတာအဲ့တော့တစ်ခုနောက်တစ်ခုပြန်ပြောမယ်အဲ့တော့ကြာတော့ အာဒီကောင်းမွန်လုံဟိုဖက်ခတ်ချုံဖက်ကနဲ့အိုးတောင်ပုံဖက်အာတေယုနေဆက်အထီဝနောအဲ့နာတဝက်မှာရှာဖွေသိရှိထားတဲ့မုန်ဆူတယောက်ဘာလဲဆိုရင်အဲ့မှာလေးပဲတိလေရင်ပြန်ကြောက်ဖြစ်ယူကြွေဖြစ်သွားတဲ့လေရင်ပြန်အချီကြီးလေရင်ပြန်က အဲ့ထဲမှာမုန်းရွာလို့ရှင် နားလို့ရတယ်။နားလို့ရတယ်။အဲ့ဒီလေရင်ပြန်တဲ့ပေ90လောက်မှာဇေတီတစ်ခုရှိတယ်။အဲ့ဒီဇေတီရဲ့အောက်မှာကြတော့အာတားကောင်တွေရှေ့တကြောက်တခါတည်းမုံဆိုးတွေနော်တားဘူးတောက်ဝဆင်ပြေလို့ရှင်တားကောင်တေးသေးလေးတွေဘုနော်အမှရှာစားတာ။အဲ့ဒီဇေတီရဲ့သူသူဆန်းချက်ကပါလဲဆိုရင် လေကားပေါ့ negative လောက်ထားတဲ့အောက်တွားကြတော့ဒီပလိသားလောက်ထက်တဲ့လေကားရှိတယ်။အာအဲ့ဒီနေရာမှာအဲ့ဒီမုဆိုးပါမတွားလို့ရတယ်။ဘာကြောင့်လဲဆိုရင်အဲ့ဒီမုဆိုးမပါဘဲနဲ့တစ်ခေါက်တွားကြည့်တဲ့ချင်းဆဆချင်းတွေးတဲ့မုဆိုးဘုံပန်းရှင်ဘုံအဲ့ဒီနေရာကိုတွေးရှိထားတဲ့မုဆိုးပန်းရှင်မပါဘဲနဲ့တစ်ခါတွားကြည့်တဲ့သူရှိတယ်။အဲ့ချင်းမှာအာနင်းသူလား အကြီးကြီးဝဲဝုံလို့အဲ့လိုမျိုးသူတွိခဲ့ပြီးမှအဲ့ဒီသူကနောက်ဆက်ပြီးမှပြန်လာရတဲ့ဟာလည်းရှိတယ်တကယ်ကိုယ်နိုင်အဖြစ်ပြတ်နဏီယာနော်နောက်ထပ်တဏီယာကဘာလဲဆိုရင်အဲ့ဒါလေကျွန်တော်အမျိုးထဲကပဲဟာရှားပွေတိရှိထားတာတော့မှတွားရင်းနဲ့အာသူတို့ကျွန်တော်ကရှားချီအခုအရန်ထူဆန်းတဲ့အဲ့ဒီအတီးဘောနော် တေးဥပင်မှာရောင်းတဲ့ဟာရှာတာရှာရင်းနဲ့လမ်းမှာအရန်မောလို့တောတွေမှာဆိုရင်နားလို့ရတဲ့နေရာဆိုရင်နားကြတာနားလို့ရတဲ့နေရာဆိုမှတိတက်မရှိဘူးအဲ့ဒါနဲ့အရှင်ပြေတဲ့နေရာမှာမောပြီးဆိုရင်နားကြတာမဟုတ်အဲ့လိုနားကြတဲ့ချိန်မှာသူတို့ခြေနင်းနေတဲ့နေရာကိုတုတ်ချောင်းနဲ့ဒီလိုနေနေပါပါတော့အဲ့လိုတုတ်ကြည့်လိုက်တော့အဲ့မှာကွန်ကရစ်ခင်းထားတယ်အဲ့ဒီကွန်ကရစ်ခင်းထားတဲ့နေရာကို တစ်ချက်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 ရှာရင်းရှာရင်းနဲ့15ပေလောက်မှအဲ့ဒီကွန်ကရစ်လမ်းကဒီကြောက်ကပန်းနဲ့ထိတာမနော်ထိမှအဲ့ဒီဟာကိုပြန်ဒီလိုမျိုးလမ်းကြီးလိုက်တဲ့အချိန်မှာတကာအမေရိကန်လိုရေးထားတယ်တကာအဲ့တကာကိုသူတို့ကဖောက်လိုက်ပြီဖောက်လိုက်မှညာဘက်တကာတော့မဖောက်ဘဲနဲ့ဒီတိုင်းထားထားတယ် အဲ့တကားဖောက်ပြီးတော့တို့ကအသေးမှဟောအောက်ဆင်းလို့ရတဲ့လမ်းပေါ်တော့တီတီလေးအားကြောင့်အဲ့လမ်းတန်းအောက်ဆင်းကြည့်မှတို့ကအရန်မောင်တကြောင်တတ်မီနဲ့ထိုးမောင်တော့အာဟောတော့ငါမနေတော့အောက်ဆင်းကြည့်မှကြောက်ခဲနဲ့တလုံးပြင်းလိုက်တဲ့ချိန်မှာအဲ့ဒီကြောက်ခဲပြင်းလိုက်တဲ့အတန်ကမဆုံးသွားဘူးခါ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 အတန်ကအဲ့အဲ့ဒီဇိုင်ကုန်ဟောတော့ ပိတ်ထားတဲ့ line ကိုအသေးမဝင်ရင်မွေကြီးတွေရှိမယ်နောက်တစ်ခါဆိုရှော့တိုက်တွေပါတယ်ယူသွားမှအသေးကိုဝင်ကြီးရမယ်ထင်တယ်ဆိုပြီးတော့မှမဝင်ရေးမှပြန်လာတယ်အဲ့ဒါကတော့တွေ့ထားတဲ့သူက3ယောက်ပေါင်းမှတယောက်သေးနဲ့တွားလို့မရအောင်အဲ့3ယောက်ကိုနိုင်ကဆုံတဲ့အချိန်မှာလိုက်ပြလို့ရတယ်အဲ့ဒါတနေရနောက်တနေရကျတော့ပါလဲဆိုရင်ညမှာဒီ တောင်ပေါ့နော်တောင်တတောင်လုံးကအလုံးတလောက်လောက်ကြီးတဲ့မြင်းလင်းတာကြေတို့ပေါ့နေမှာမလင်းအမြင်ရနေလေလင်းတာလည်းမဟုတ်ဘူးတခါတရီနော်ဒီလာမိုင်ညတွေမှာလင်းတဲ့ဟာရှိတယ်အဲ့နေရောင်လေအာပူတော်ကနဲ့မြုပ်သေးကနဲ့တုံးရက်ကြာတဲ့နေရောင်နော်အလောက်ဝေးတဲ့နေရောင်မှာအလိုမျိုးနေရောင်ရှိတယ် အာဒီနေရာကိုလမ်းပြပေးမဲ့သူတည်းအခုတရှိတယ်။နောက်တနေရာနောက်တနေရာကပါလေဆိုရင်ရွှေချောင်းအာအဲ့ဒီရွှေချောင်းကလည်း तू ကရွှေတွေကောက်လာပြီးမှ तू အာလူပြိုတုံးကပူတောင်မြို့ကိုလာရောက်တယ်။ရောက်နေချိန်မှာအဲ့သူတို့အာခေကာလမှာရွှေစေးကအရန်နေတယ်။မရတဲ့တကြောင်ရွှေကအဲ့ရွှေယူလာမှရောက်မှာ ဒီပူတောင်မြို့ကနေအာနေဆုံး၈ရက်၉ရက်လောက်ကြာတဲ့လမ်းခီးခက်ခဲတဲ့နေရာဖြစ်တဲ့ကြောင့်နောက်တစ်ခါသွားမရှာခဲ့ဘူးအခုတစ်ခါပြန်ရှာမှရွှေစည်းတက်တဲ့ချိန်လုံမယ်ဆိုမှသူတို့လုံနေတယ်အဲ့ဒါနဲ့အဖိုးကြီးတကယ်ရှိတယ်ရွှေချောင်းတွေ့ထားတဲ့နေရာဘုနော်အာအဲ့ဒါကြတော့အကျိုးအမြတ်နဲ့သူတို့သွားရမယ့်လမ်းကြောင်းရှိတယ် တချို့တော့နေရာဒီမှာဘာကြောင့်မပြလဲဆိုရင်ဥပမာဇေတီကိုတွေ့တယ်ဆိုပါစို့အာဘုရားဘာသာတွေကဒါငါတို့ခြံငါတို့နေမြင်အနုလာတင်းတဲ့ဟာတွေအများရှိတယ်အဲဒါကြောင့်음မပြောပြခြင်းတဲ့ဟာတွေရှိတယ်ဒါကြောင့်ဂတိတာချုပ်နဲ့အာရမျိုးဥပမာတပ်ပုံမရရအောင်စီမရရအာရမျိုးနော်စီမီစီကနဲ့ခေါ်သွားပေးမယ့်ဟာအဲဒီဟာကိုနားလေပေးပါလို့နော်အာနောက်တစ်ခုလိုင်းကုန်း အဲ့ဒါကြတော့อืมဘူတောင်းမြို့ထဲမှာမဟုတ်ဘူးဘူတောင်းမြို့နဲ့ဝေးတယ်ဝေးတယ်ဒါနဲ့ဆိုင်ကေကားသွားလို့ရတယ်အဲ့ညာကအာလိုင်းကူကမိနစ်30လောက်သွားမှအဲ့လိုင်းကူကြော်ပြီးဆိုတော့ဟိုဖက်မှာကျတော့တကယ်စီးလန်းတဲ့နေရာရှိတယ်အဲ့ဒါလေးလိုင်းကူတကယ်ရှိတော့နော်သူစမ်းတဲ့နေရာနောက်တစ်ခုအဲ့ဒါကျတော့လီဆူလို့ကျတော့ အာမွတ်စလိုပြောတယ်အာတလင်းကြောက်ပြောမလားတော့တော့မန်လို့ကြောက်ကောက်အချုံချုံနဲ့မန်ပုံစံမျိုးပေါ့အလုံးထွက်တဲ့နေရာအားရလဲဝေးတယ်ရှိတဲ့တွေ့ထားတဲ့နေရာကိုလမ်းပြမဲ့အဲကျွန်တော်တို့ဥဒေရှိတယ်အချိုးအမျက်နဲ့ဆိုရင်တော့သူတို့လည်းခေါ်သွားပေးမယ်လောက်ရအောင်ပြောတော့ဘုန်းတော် ဟာအဲ့ဒီနေရာတွေတခြားထူးဆန်းတဲ့နေရာတွေပြောလို့မကောင်းတဲ့ဟာတွေနော်ရှင်သနာနဲ့ဆိုင်တဲ့ဟာတွေရွှေကြောက်တဲ့ဈေးကြီးတဲ့နေရာတွေတပိုင်းတစပြောပြထားတဲ့ဟာတွေရှိတယ်နော်အာကြောက်စိမ်းအာတော်ပြောမလားချောင်းတစ်ချောင်းလုံးကတခါလေးကြောက်စိမ်းလေတစ်ချောင်းလုံးဒါပေမဲ့ကြောက်တစ်လုံးက ဟောအင်ခန်းတခန်းစာလောက်ရှိတဲ့ကြောက်တတိလေးတလုံးမှမရှိအဲ့ကြောက်အကြီးကြီးတယ်ပဲအဲ့အဲ့ကြောက်တအားလုံးကကြောက်စင်းအရန်နေနေတဲ့ကြောက်စင်းကိုကြောက်စင်းပေါ့နော်အဲ့လိုဖက်ရက်လိုကြောက်စင်းတဲ့နေရာလည်းရှိတယ်အဲ့ဒါလည်းတွေ့ထားတဲ့သူရှိတယ်နော်ဒီလိုမျိုးနေရာတွေပို့တော်မှာရှိတယ်အခြားအခြားတော့ကျွန်တော်မသိသေးတဲ့ဟာတွေရှိတယ် လေရင်ပြန်အပြက်တွေလည်းရှာဖွေသိရှိထားတဲ့ဟာတွေရှိတယ်။လေရင်ပြန်တဲ့ပတ်သက်မှောင်တော့အာအရာတွေကိုအဲနေရာတွေလမ်းပြပေးပါဆိုရင်ကျွန်တော်ဆက်သွေးပေးခဲ့ကျွန်တော်ကတစ်ဆင့်အဲ့ဒီတွေ့ထားတဲ့သူကိုပြောပြမယ်။ကြားထဲမှာဟိုဘက်ကတွေ့ထားတဲ့ပိုင်ရှင်တွေကဒီလို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 ပြောတဲ့ဟာကိုဒီသွားခြင်းတဲ့သူ ရှာအဲလက်လာခြင်းတဲ့သူတွေကသဘောမတူနိုင်ဘူးဆိုရင်ဒီခရီးစဉ်ကတခုမှဖြစ်မှာမဟုတ်ဘူး။ အာအကေ၍အဲ့ဒီနေရာတွေကိုသွားကျင်တဲ့သဘောတူညီမှုတွေကွက်တိရတယ်ဆိုရင်음โอเคအဲ့ဆိုရင်အာအဲ့ဒီအရှင်သင်္ဓမကျွန်တော်လည်းအာအနည်းအနည်းညီတော့ပါဝင်ရမှာဖြစ်တယ်ဘုနော်ဒါကြောင့်ဒီပူတော်မျိုးမှာမတိမနာလေသေးတဲ့မတွေ့သေးတဲ့တခြားအများကြီးရှိတဲ့ထဲကနေကျွန်တော်အာတက်တည်နေတကွာ အပိုင်းရှင်တွေ့ထားတဲ့သူရှိတဲ့ဟာကိုကျွန်တော်ပြောပြရချင်းဖြစ်တယ်ဘုနော်အာလုံးစိတ်ဝင်စားတဲ့ဆိုရင်အာနောက်အချိန်နဲ့ကောင်းလာတဲ့အချိန်မှာဆက်တွေ့လို့ရမှဒီနေရာကိုသွားဖြစ်အောင်သွားရအောင်အမြင်တော့အခုသွားနေကြကြတော့ဟိုအောင်ကြောက်ငကားကိုးကောင်ဆိုတဲ့ဟာလေသူဒီသွားနေကြတယ်အာဒီနေနေနေသူစမ်းနေတဲ့သွားနေကြနေရသူတောင်တောင်လုံးမှာရှိတဲ့ကြောက်ကအကြီးကြီး တတအားလုံးကအဖျားကိုတခါလေးခြုံထားတာ။အိုးအဖျားပိုင်းတခါလေးခြုံထားတယ်။ဘလောက်ကြီးတဲ့ကြောက်ဖြစ်ဖြစ်အိုးအဖျားကိုဒီလိုခြုံထားတယ်။တောင်ရှိတယ်။အဲ့ဒီတောင်ထဲမှာကြောက်ကူလည်းရှိတယ်။အယမ်းမရှိတဲ့ငူပေါ့။အဲ့လိုမျိုးနေကြတော့အခုသောသောဆယ်သွားနေကြနေရာဖြစ်တယ်ဘုန်းတော်။ Okay ။